ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်ဒေါ်လာကြီးကချောင်းဆိုးရင်းနဲ့ပြောလိုက်ပါတယ်ချွေးမလေးနေလားလက်ဖက်ရည်လေးကြိုပေးပါလားအမကြီးဆေးတောက်ချက်နေပြီအခန်းထဲကနေချွေးမဖြစ်တဲ့နီလာကပြောပါတယ်ဟာ တိဖွားကြီးကတော့သူကိုယ်တိုင်နဲ့မအိတ်တယ်လို့ငါ့ကိုလည်းကောင်းကောင်းမွန်မွန်အိတ်ခွင့်မပေးဘူး။သူညဘက်တွေလည်းအိတ်မပြောင်းရင်ခေါ်သေးတယ်။ "तू ကငါဘဝတော့အမောင်တုတဲကိုပို့လိုက်တာပဲ"လီလာရဲ့ခင်မုံမြင့်မြတ်ကပြောပါတယ်။နင်ကမိကိုဘယ်လိုပြီးပြောနေရလဲ။အမေစည်းတောင်းရမှာမို့လို့နင်ကိုခေါ်နေရလေ။နားမလည်ဘူးလား။သွားအမေအတွက်အခုပဲလှဖြည့်ကြိုးပေး။လီလာကမြင့်မြတ်ကိုရန်စကားတွေပြောလိုက်ပါတယ်။အဲ့ဒါဆိုကိုကိုတိုင်ပဲသွားကြိုးပေးလိုက်ပါလား။ အမေကြီးရဲ့တော်တော်ချစ်ရတဲ့သားဖြစ်နေရပေါ့လေငါတလောက်အမြင်မကြိုပေးနိုင်ဘူးသူကိုယ်တိုင်ပဲသွားကြိုပါစေအေးအေးနင်တွေ့မယ်လီလာကတတိသမီးတယောက်ပါပဲသူကဒေါခင်ကြီးရဲ့သားကြီးမြင့်မြတ်နဲ့လက်ထပ်ခဲ့ပါတယ်မြင့်မြတ်ကတော့အင်ဂျင်နီယာတယောက်ပါအဲ့တော့ကြောင့်လီလာကမန်မာနာရီထောင်လွှားနေတတ်ပါတယ်အမေရန်သူကိုယ်သူအလှရီပြင်ပြီးနေထိုင်ပါတယ်ဒါပေမဲ့အလုပ်ကိစ္စမှာတော့လုံးဝအားနေပါတယ် ူကပြင်းရင်ပြီးမန်မာနာထောင်ထွားတဲ့မိန်းကလေးတယောက်ဖြစ်ပါတယ်။နီလာကြောင့်စိတ်ညစ်ပြီးတော့ဒေါ်လာကြီးကသူ့ရဲ့သားငယ်အောင်မြတ်ကိုဒေါ်သူမလေးဖြစ်တဲ့မေရိုကိုကြည်ညိုတဲ့မိန်းကလေးယမင်းနဲ့လက်ထပ်ပေးလိုက်ပါတယ်။မနက်ခင်းတခုမှတော့အမေကြီးထပါအောင်လက်ဖက်ရည်လေးတောက်လိုက်ပါအောင်နော်။ဒေါ်လိုက်တာသမီးလေးရဲ့အမေကြီးတို့တီချိန်မှာလက်ဖက်ရည်ရှူလာပြီးတော့အရန်ကျေးစွတ်တယ်နဲ့အမေကြီးကမနက်ပိုင်းမှာချောင်းနဲ့အရန်ဆိုးတယ်စေးတောက်မှပဲတက်တာရရတာလေ။ ယမင်းကသူ့အိမ်မှာအလုံးရဲ့အကြိုက်တွေကိုချက်ပါတယ်။သူကြောင့်မိသားစုဝင်တွေအလုံးကပျော်ရွှင်နေကြပါတယ်။ယမင်းကအလုံးအတွက်ဇာတိယာရီချပေးပြီးနောက်အကိုကြီးနဲ့အမကြီးတို့ဒါအကိုကြီးတို့ကြိုက်တဲ့ပနီပါရထာဒီမှာအမေကြီးနဲ့ဖေကြီးတို့ကြိုက်တဲ့ဟလဝါပါပြီးတော့ကိုအောင်မြတ်ဒီမှာရှင်ကြိုက်တဲ့ပေါင်မောင်ကျော်။မာဒီလောက်စားကောင်းတာမျိုးမစားဘူးသေးဘူး။သမီးရဲ့လက်ရာကရန်စားကောင်းတာပဲ။နီလာကဒေါသနဲ့မြင့်မြတ်ကိုတံတောင်စင်းနဲ့ထိုးပြီးပြောခဲ့ပါရဲ့။ တော်ပါတော့ရှင်အလောက်ထိလဲချင်းမွနေစရာမလိုပါဘူးသူချက်မကျွေးတဲ့နေ့တွေကမျက်တွေစားနေခဲ့တာလားငါတလောက်စားကောင်းတဲ့ပဏိပရထမစားဘူးဟမ်မြင့်မြတ်ကဒေါသနဲ့ပြောချလိုက်ပါ रे ငါနေ့ကိုရွေးပြောနေလို့လားဒေါနာကြီးကစူပြီးတော့ပြောလိုက်ပါ रे ပစပ်ပိတ်ပြီးမနက်စာစားကြစမ်းအဲ့နောက်မှာဒေါနာကြီးကနီလာကို ပြောခဲ့ပါ रे ရမင်းကိုချီးကျူးနေကြတာနေမနာလို့ဖြစ်နေမှာမလား ။ "तू आ နှစ်ထက်နေရာတကာမှာတာရယ်နော်။နီလာကမျက်နှာရွှဲပြီးပြောပါရယ်။တချိန်ကြရင်ပြမယ်လေ။အဲဒီချိန်ကစပြီးနီလာကရမင်းကိုဒုက္ခပေးဖို့ကြံ့ရွယ်ပါတော့တယ်။နေရက်တွေကုံဆုံးလာပြီးရင်ရဲ့အနည်းငယ်ကြာမှာတော့နီလာရဲ့သားမင်းမင်းရဲ့မွေးနေ့ရောက်လာပါရယ်။မွေးနေ့ပွဲကိုခန္ဓာကြီးကျယ်စွာကျင်းပပါရယ်။နီလာက ဖုန်းပြောနေခဲ့ပါရယ်။အေးနားထောင်ကိတ်ကိုအလားဆုံးဒီဇိုင်းနဲ့လှုပ်လာခဲ့နော်ငါသားမားမောင်ရဲ့မွေးနေ့ပဲ အလှဆုံးဖြစ်ဖို့လိုတယ်အဲ့ဒီချိန်မှာရမင်းကတာမန်အဝဲစားလေးနဲ့ပူဇော်ပွဲပကံယူပြီးရောက်လာခဲ့ပါတယ်။အဲ့နောက်မှာအပြုံးချွချိုလေးနဲ့ပြောခဲ့ပါတယ်။အမရေအမေကြီးကဘယ်မှာလဲ။ဒါမေတော်ရဲ့ကျောင်းကနေစီမီထုံးလာတာအမေကြီးကိုပေးမလို့။အဲ့ဒီအခါမှာနီလာကအရွေးတိုက်ပြီးပြောပါတယ်။ငါမသိဘူးလေ။နင့်အမေကြီးကိုငါဘဝထဲမှာခြိထားတာမဟုတ်ဘူး။ तू ကတော့နင့်ရဲ့ပြိတ္တပဲလေ။သူ့စီကိုပဲချင်းတော့တော့နင့်ကျောင်းနေပဲပြောတယ်။နင်ပဲသွားရှာငါမသိဘူး။ ဟဲ့ညမင်းနင့်ကိုနေမှန်တယ်လဲပြန်ကြည့်ပါဦးဘလို့ဝတ်တွေဝတ်ထားလဲဧည့်သည်တွေကနင့်ကိုအလုတမားလို့တောင်ထင်အောင်မယ်နင်ကခုနင့်အမေအိမ်လို့စုပ်ပြက်နေတဲ့အိမ်မှာနေနေတာမဟုတ်ဘူးနော်နင်ငါစီကနေဖက်ရှင်ကြကြဝတ်တက်ဖို့တင်အောင်ရိုးရိုးတာမန်လေးနဲ့စိတ်ထားလှနေလဲချစ်ဖို့ကောင်းတာပဲအမတမီးအမလို့အချိန်နေအများကြီးမရှိဘူးလေတမီးအိမ်မှာအလုတ်တွေအများကြီးလောက်ရတယ်ဧည့်ပေါ်လေအလုတမားဆိုတာအလုတ်ကတော့လောက်ရမှာပဲမြောင်းထဲကညှစ်ပတ်တဲ့တတ္တဝါတွေကိုပလောက်ပဲပြင်ထထုတ်သူတို့ကမြောင်းထဲမှာပဲပျော်နေကြမှာ ယမင်းကဝန်ထေးစွာနဲ့ပကန်းယူပြီးလှည့်ပြန်သွားခဲ့ပါတယ်။နီလာရဲ့သားလေးမမောင်ရဲ့မွေးနေ့ပါတီ လုပ်နေပါတယ်။လုံဝါနှစ်နှစ်ပပကြီးဆင်းရင်ထားကြပါတယ်။သူတို့ကသူတို့အစဉ်တန်းနဲ့ကန့်ညီတဲ့အသည့်တထင်းတွေကိုပဲဖိတ်ထားကြပါတယ်။ဧည့်သည်တယောက်ကပြောခဲ့ပါတယ်။အမသားရဲ့မွေးနေ့ပွဲလေးကအရင်ခမ်းနားတာပဲမှအဲဒီခါမှနီလာကယမင်းဘက်ကိုလှည့်ပြီးအပြုံးချိုချိုလေးနဲ့ဟုတ်တယ်အားလုံးကိုစွန်းစားနဲ့ကိုလှုပ်ထားတာ သူများတွေလိုအရာအလုံးဖျားစီအပ်ထားတာမဟုတ်ဘူး။ဘာတက်နိုင်မလဲလေ။အဲ့လိုလူတွေကဒီစကားကိုနားမလဲကြဘူး။သူတို့ကတော့ဖျားတရားလက်ကိုပဲသိကြတာလေ။ယမင်းကမတည့်ရပြီးနောက်ထောင်နေခဲ့ပါတယ်။ပြီးတော့အားလုံးကိုမုတ်နေဝေးပြီးနေပါတယ်။အချိန်တွေကြာလာတော့ယမင်းလေးလည်းခလေးတယောက်ကိုမွေးဖွားပါတယ်။အိမ်ဝင်းထဲမှာပျော်ရွှင်မှုတွေရှိနေပြီးအမျိုးသမီးအများစုကယမင်းကိုဂုဏ်ယူတဲ့စကားတွေလာပြောကြပါတယ်။အမျိုးသမီးတယောက်ကပြောခဲ့ပါတယ်။ယမင်းနေရအမေဖြစ်သွားပြီနော်။ ငါတို့ကုန်ပြုတ်ပေးတဲ့အတွက်ပွဲတော့လှုပ်တယ်မင်းဒါပေါ့ဒီတခါတော့အားလုံးကျွေးမွေးမယ်အမျိုးတွေအိနေနာချင်းတွေနဲ့စင်ရတာတရောင်းစားတွေကိုပါဖိတ်မယ်မြို့ထရန်စင်ရတဲ့သူတွေအားလုံးဖိတ်ခေါ်မယ်နင်ကတော့ကြီးကြီးကျယ်ကျယ်လှုပ်ပါပြီတလောက်များတဲ့တရောင်းစားတွေကိုခေါ်ဆရာလို့လို့လားဟဲ့သူတို့ဝါတဲ့အချိန်ဘသူကကျွေးမှလဲဘသူကလှုပ်ပေးရမှလဲသမီးရဲ့မဲတော်လှုပ်ပေးမှာပေါ့သမီးတောင်းဆိုထားတာတခုရှိတယ်သမီးမှာတာအူလေးမွေးဖားလာရင် မြို့ထဲမှာရှိတဲ့တောင်းစားသူတွေအားလုံးကျူးမေးပါမယ်ဆိုပြီးမေတော်အရှိမကတိပြုခဲ့တယ်။အေးပါကြည်ကြရတာပေါ့။နင်တကယ်ပဲကျူးမွေးနိုင်မှာလားဆိုတာလေ။နင့်မေတော်လည်းစောင့်ကြည့်ရတာပေါ့။နင့်ကိုဘလို့ပုံစံမျိုးနဲ့ကူညီမှာလဲဆိုတာ။ကျူးမွေးဖို့အတွက်အစင်းသင်းလုပ်နေကြပါလေ။ကျေပြတ်တဲ့နေရာတစ်ခုမှာမိဖုံဆောင်လေးတစ်ခုလှုပ်ထားပါလေ။စပွန်မှုတွေအများကြီးကအလုပ်ဝိုင်းလုပ်နေကြပါလေ။နင်းတွေအများကြီးနဲ့မုန်တွေကိုပါလှုပ်လို့ပြီးနေပါပြီ။ ဂျန်နေစဖို့မှုတွေကပူဒီတွေလှုပ်ဖို့အတွက်အဆင်သင့်ပြင်နေကြပါတယ်။စဖို့မှုတယောက်က ပြောခဲ့ပါတယ်။အခုဒီစကားရဲမှန်တာပဲ။လူတယောက်ကစိတ်ထားကြီးမြတ်ရမယ်။ဥပမာအနေနဲ့ကြည့်လိုက်ပါဦး။ကိုအောင်မြတ်ကကိုပိုင်အလုပ်လေးတစ်ခုလုပ်ပြီးညူရင်းမှာရှိနေတဲ့စင်းရဲတဲ့သူတွေကိုကြွေးမွေးဖို့အစီအစဉ်လုပ်နေတယ်။ငါသူ့လိုမျိုးသဘောကောင်းတဲ့လူကိုအခုထိမမြင်ဘူးသေးဘူး။ဟုတ်တယ်ကူဒါတော့မှန်နေ။ပြီးတော့သူ့မိမကလည်းဖျားတရားကမ်းရှိုင်းနေတူတယ်။မေတော်ကြီးကိုလည်းကိုးကွယ်သူ။ တို့နှစ်ယောက်စုံတွဲရအရင်လိုက်ဖက်တာပဲနီလာကနှကန်းကြိုက်ပြီးပြောခဲ့ပါလေဟင်ဟိုစင်းရဲသူမငါနဲ့ရှင်မယ်ပေါ့လေကဲသူပါလုံနိုင်မှာလဲဆိုတော့ငါလည်းကြည့်ရသေးတာပေါ့စဖုံမှုတွေကလုတ်ကိစ္စနဲ့အထိတ်ကိုသွားနေချိန်မှာနီလာက စီရီအကုန်လုံးကိုညောင်းနှိမ့်သွန်လိုက်ပါတယ်ပြီးတော့အဲ့ဒီစီရီအစားပုံးလေးကိုရေရွေဖြည့်လိုက်ပါတယ်စဖုံမှုကပူရီကျော်ဖို့အတွက်စီပုံးကိုအိုးရီသွန်လိုက်တဲ့အခါမှာ စီရီအစားရေတွေကိုမြင်ပြီးအံ့ဩသွားခဲ့ပါ रे သူကလမ်းဖြန်သွားပြီးတော့ဟာအကိုဒီမှာစီရီအစားရေတွေဘလို့လို့ဖြစ်သွားတာလဲပူရီတွေဘလို့ကြော်ရတော့မလဲဟိုမှာလူတွေကစားဖို့အစင်းနဲ့ပြင်နေကြပြီဒီမှာလူတွေလည်းအပူမရှိဘူးဘာလို့ရတော့မလဲငါတို့အချက်ကွဲတော့မှာပဲစဖုံမှုကရမင်းကို ခေါ်လာပါ रे ရမင်းကစိတ်ညစ်ပြီးပြောခဲ့ပါ रे မေတော်ကြီးဘာလို့ရတော့မှာလဲလူတွေအများကြီးစားဖို့စောင့်နေကြပြီ ရမင်းကမျက်လုံးစုံမိပြီးမေတော့စီဆူတောင်းပါတယ်။မေတော့ဒါမေတော့ပူစော်တဲ့အနေနဲ့လုံနေရပါ မေတော့ကဲတော်မူပါ။ရမင်းဟာစပူမှုတွေကိုပြောပါတယ်။အကိုတို့ရေဒီရေထဲမှာပဲပူတီတွေကြော်ကြပါ။အခုကကျမရဲ့တရားတရားစမ်းသတ်တဲ့အချိန်ပဲ။မေတော့ကြီးကကျမကိုကဲတင်လိုက်မယ်။အခုအညီမဲ့တဲ့သူတွေကိုမေတော့ကြီးကအမြဲကဲတင်ပေးတယ်။စပူမှုတွေကကြောက်လန့်နေရင်းနဲ့ပူတီတွေကြုံနေကြပါတယ်။ ဒါပေမဲ့ပူရီတွေက ပုံမှန်ထက်တောင်ပိုကောင်းသွားပါသေးတယ်။လုံလုံဖောင်းဖောင်းလေးတွေပါ။စည်ရဲသားတွေအားလုံးလေးထိုင်ပြီးစားကြပါတယ်။အဲ့ဒီပူရီတွေကိုအရသာရှိရှိစားကြပါတယ်။ပြီးတော့ကျေးဇူးတင်စကားတွေလည်းပြောကြပါတယ်။တကြီးရွယ်ဦးအဘတယောက်ကဒီလောက်စားကောင်းတဲ့ပူရီတွေကိုအဘတစ်ခါမှမစားဘူးသေးဘူးသမီး။ဒီလာကတော့ဒီဖြစ်ရတွေမြင်ရပြီးအန်အိုးတော်ပြီးကြောက်နေတာကတောင်းတနေရမှာရင်နေပါတယ်။ ဒီဖြစ်ရဲ့ဆန်းကိုမြင်ပြီးသူ့မှာဂရင်းပြောစရာမရှိဖြစ်နေပါရဲ့။ယမင်းကလီလာနောက်ကိုတွားပြီးတော့ပြောလိုက်ပါရဲ့။အမရေမေတော်ကြီးကြောင့်အားလုံးအဆင်ပြေသွားတယ်။ကဲအမလည်းလာစားလိုက်လေ။လီလာကရှက်ပြီးတော့ခေါင်းခုံလိုက်ပါရဲ့။ပြီးတော့ပြောခဲ့ပါရဲ့။ယမင်းငါ့ကိုခွင့်လွှတ်ပါနော်။ငါနဲ့ကိုအယမ်းမနာလို့ဖြစ်ခဲ့တယ်။နင်တကယ်ပဲငါထက်အယမ်းသာတယ်။ယမင်းကပြုံးပြီးပြောလိုက်ပါရဲ့။သမီးတို့ကတအိမ်နဲ့သားတွေပါအမ။ နှိမ့်နာမျက်နာစိတ်ထားတွေနဲ့ပဲစိုင်းနာပါအိမ်နောက်မှာနေညီမနှစ်ယောက်လုံးတယောက်ကိုတယောက်ဖမ်းလိုက်ကြပါတယ်ပြီးတော့နီလာကမေရော်ကြီးရှေ့မှာလက်အုပ်ချီပြီးယုံကြည်မှုပြည့်နေကြတော့ပါတယ်မေရော်ကြီးတမီးကိုခွင့်လွှတ်ပေးပါတမီးအမားကြီးကြီးလောက်ခဲ့မိတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။